လူငယ်တွေကမှတဖြည်းဖြည်းတိုးတက်လာတဲ့အာကစားနည်းဟာစကိတ်အာကစားနည်းပဲဖြစ်ပါတယ်။စကိတ်ဝါသနာရှင်တွေစ조사မှုကြောင့်ရန်ကုန်နဲ့မန္တလေးတို့လိုမြို့ကြီးတွေမှာစကိတ်အာကစားအင်မတန်တွင်ကျယ်လာခဲ့ပါတယ်။စကိတ်ဝါသနာရှင်တွေအသုံးချနိုင်မဲ့နိုင်ငံတကာအစ်စ်မီစကိတ်ကွင်းတွေမရှိသေးတာမို့သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့နေရာမျိုးမှာပဲဒီအာကစားကိုအသုံးချကြရပါတယ်။စကိတ်ကစားသမားတွေနဲ့စကိတ်အာကစားပိုကျယ်ပြန့်စေချင်တာကြောင့်စကိတ်ကွင်းတိဆောက်တဲ့နေရာမှာပါဝင်ကူညီနေတာဖြစ်တယ်လို့ မော်ဘီမြို့နယ်ကကိုတန်းထွန်းအောင်ကပြောပါရယ်။ဤစနစ်တွေကိုင်းအနေထားတွေဟာတကယ့်ကိုနိုင်ငံတကာအစ်စ်မီတွေဖြစ်တယ်လို့ဆိုပါရယ်။စင်နာဆိုတာတဲ့ဒီအရသာကိုသူကပိုကြပြန်းစီနေတယ်လို့တော့ထင်တာပဲဟုတ်ကဲ့ကျွန်တော်မြန်မာတွေနဲ့တခြားစီပါပဲမြန်မာတွေကဘီလက်မြေကိုဖျော်ပြီးတော့လောင်းလာမျိုးတွေဒီမှာသူတို့တွေကနေစနစ်တွေအကုန်ချိပြီးသားလေအားရတာပါတယ်ဟုတ်ကဲ့အရင်တော့သိပြတာဟိုမလွတ်မလပ်ဘူးလေရက်ွက်ထဲမှာဆော်လိုက်ဟာလွတ်တဲ့နေရာလေးမှာသွားဆော်လိုက်ဟာအဲခံရလိုက်ရှူခံရလိုက်နေဆိုတော့ဒီလိုမျိုးလေးပေါ်လာတာတော့ပြောပါတယ် မြန်မာစကိတ်သမားတွေနဲ့ Make Life Skate Life အဖွဲ့ကြားမှာချိတ်ဆက်ပေးခဲ့သူကတော့ Ali Drummon ပါသူတို့ကအဲဒီဘယ်လိုပြောမလဲနိုင်ငံတကာ SME Skate Game မှာလိမ့်ကျင်နိုင်တယ်ဆိုလို့ရှိရင်တော့သူတို့ကနိုင်ငံခြားကိုဟိုပြိုင်ပွဲသွားပြိုင်တဲ့အခါကျရင်သူတို့ကဘယ်လိုပြောမလဲပုံပြီးတော့ကျွမ်းတာပေါ့နော်อืมအခုကြတော့အခုလက်ရှိရှိနေတဲ့လေတန်းကုန်းကြောတော့အားမှာရှိတဲ့စိတ်ကွင်းရှိတယ်။အဲ့မှာကောင်းလာပေါ့နော်သူတို့လို့ဟို ောပြောမလဲလုံနိုင်တယ်လားလုံနေတာပေါ့နော်အခုလုံထားတယ်ထက်ပုတ်ပြီးတော့မချင်းနိုင်တော့ပြေးနေတာပေါ့နော်အဲ့ဒီနေရာပြေးနေတာဆိုကျွန်တော်ကျင်တာမြန်မာစကေးသမားတွေမျိုးဆက်တစ်တွေအတွက်အဲ့ဒီစကေးကိုစောက်ထားတဲ့စောက်ထားတာကြာနေလေးရတော်ကောက်နဲ့အခွင့်အလန်တစ်ခုရသွားတယ်ဘင်းအောင်လမ်းမှာပေါ့ဘင်းအောင်တာဝါရှိမှရှိတယ်ညာလေးုံကြောင်းလန်းအားကစားကွင်းမှာသုံးဘက်အချင်းယူတိဆောက်နေတာဖြစ်ပါတယ် Make Life Skate Life အဖွဲ့ဟာစကေးအားကစားဖွံ့ဖြိုးရေးစကေးကွင်းမရှိသေးတဲ့နိုင်ငံတွေကိုစကေးကွင်းဆောက်လို့လှူဒါန်းနေတာဖြစ်ပြီး မြန်မာနိုင်ငံဟာ၄နိုင်ငံမြောက်ဖြစ်ပါတယ်။ရန်ကုန်မှာစကိတ်ကွင်းတွေလုံးဝရှားပါးနေချိန်မှာဒီလိုနိုင်ငံတကာအဆင့်မီအခမဲ့စကိတ်ကွင်းပေါ်လာတော့စကိတ်ကွင်းလိုက်ရှာနေရတဲ့အခက်အခဲတဝက်လောက်ရော့သွားပြီလို့စကိတ်ဝါသနာရှင်ကိုအောင်မြတ်သူကဆိုပါတယ်။ရန်ကုန်မှာစီးတဲ့အတိုင်းပဲလေစကိတ်ကွင်းကမရှိတော့ဘူးခုလိုမျိုးဒီလိုမျိုးဒီဒီကွင်းပေါ်လာပြီဆိုလို့ရှိရင်တော့နည်းနည်းတော့ကျွန်တော်တို့အခက်အခဲတွေကတော့ဟိုတဝက်တော့ရောက်မှဖြစ်ပါတယ်ဒီဒီလိုမျိုးန ကွင်းမကကွင်းမမရှိသေးဘူး။အော်ကိုလူကိုတာတွေပဲလုံနေကြရတာ။ဒီကပြီးွားရင်တော့တော်တော်ကြီးကိုဒီစကိတ်ဒီအကစားအတွက်ကိုတော့ဟိုတော်တော်ကြီးကိုထောက်ကူပြုမယ်လို့ကျွန်တော်ဆိုလိုချင်ပါတယ်။မြို့တော်စီပင်ကိုပြန်လှမဲ့ဒီစကိတ်ကွင်းအတွက်တိတ်မြာကျော်အကုန်ကြခံမှဖြစ်ပြီးပူရှင်းမြန်မာဆိုတဲ့နာမည်နဲ့လဲအွန်လိုင်းကနေအလူကောက်ခံနေပါဗျ။